thank uh you -huh. င်္ဂလာပါရှင်ခစ်တိ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ပလဲမျိုးနဲ့ကန်တောက်စစ်ကောင်စီတပ်စခန်းကိုတော်လိုင်းမဟာမိတ်တပ်တွေကအပိသက်သိမ်းပိုင်ရရှိထားပြီးဖြစ်ကြောင်း PLN ပြောရေးဆိုခွင့်ရှိသူအတီးပြုတဲ့အကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းပလဲမျိုးနဲ့ရှိကန်တောက်စစ်ကောင်စီစခန်းကိုတော်လိုင်းမဟာမိတ်တပ်တွေကအပိသက်သိမ်းပိုင်ရရှိခဲ့ပြီးဖြစ်ကြောင်းပြည်သူ့လူမျိုးရေးတပ်မတော် PLN ပြောရေးဆိုခွင့်ရှိသူရဲဘော်နီနီကျော်ကသတင်းဌာနကိုပြောပါရယ်ဇွန်လ2ရက်ကစပြီးပလဲမျိုးနဲ့ကန်တောက်နယ်မြေရဲစခန်းကို PLN ဦးဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေက စစ်စင်တိုက်ခိုက်ခဲ့ပြီးနေစဉ်ရက်ဆက်တိုက်ပွဲပြင်းထန်ခဲ့ကဇွန်လ10ရက်နေ့ကစစ်ကောင်စီလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့ Jet Fighter တစ်စီးကိုပြစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်းအဲ့ဒီနောက်ဆက်ပြီးထိုးစစ်စင်တိုက်ခိုက်ခဲ့ရာဇွန်လ19ရက်နေ့မှာအပီးသက်သိမ်းပိုင်နိုင်ခဲ့ကြောင်းသိရပါတယ်။သိမ်းပိုင်မိတာမှန်ပါတယ်။တရင်အသေးစိတ်ကိုအချက်အလက်အကုန်ပြည့်စုံမရသေးဘူး။ကျမတို့ရဲဘော်ရင်းနဲ့လည်းနည်းနည်းအဆက်အသွယ်ပြန်နေလို့အသေးစိတ်အချက်အလက်နဲ့တကွာတရင်ထုတ်ပြန်မှာမယ်လို့ PN နဲ့ပြည်သူ့လူမျိုးရေးတပ်မတော် PN နဲ့ပြောရေးဆိုခွင့်ရှိသူရဲဘော်နီနီကျော်ကတရင်ဌာနကိုပြောပါတယ်။ အဲ့ဒီလိုစကန်းသိမ့်ပိုက်မိတော့လေအကျန်းဘတ်စစ်ကောင်စီတပ်ကလေကြောင်းနဲ့တိုက်ခိုက်နေစေဖြစ်ကြောင်းကန်တောက်နယ်မြေရဲစကန်းသိမ့်တိုက်ပွဲတွင်အကျန်းဘတ်စစ်ကောင်စီတပ်အရသာပြည်သူများနေထိုင်ရာကျင်းရွာကိုပိတ်မတ်ထားပြီးနေစဉ်ရက်ဆက်လေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုကြောင်းပြည်သူ9ဦးထပ်မံတေဆုံးပြီးကျင်းရွာပေါင်း20ကျော်မှပြည်သူများစစ်ဘေးရှောင်နေရကြောင်းသိရပါတယ်။တန်စီယိုအထက်ထက်ဂရုတ်ဘန်ကာရီအထက်ထက်မိုင်းကွင်းနေအထက်ထက်စစ်စကန်းနေအထက်ထက်နဲ့ဘယ်သူမှမတိုက်နိုင်ဘူးလို့မောက်မာနေတဲ့ပလဲကန်တောက်အခိုင်မာခြေကုပ်စကန်းကိုငါတို့ပြန်လေတက်ကဒီကနေ့ပဲအနိုင် င်းတက်ပြီးသိမ်းလိုက်ပြီးလို့ PNL ရဲဘော်တအုပ်ကလူမှုကွန်ရက်မှာရှင်းတာထားပါတယ်။ပလင်းမြို့နယ်ကန်တောက်စစ်တပ်စခန်းကို PNL ပါဝင်မဟာမိတ်တော်လိုင်းတပ်တွေကစုပေါင်းထိုးစစ်ဆင်နေတာဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့များဘက်ကလည်းထိခိုက်ကြဆုံမှုတွေရှိကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့အညာကနေဒေါ်အောင်ဆန်းစုကြည်ကိုလွမ်းချသူတွေဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ဘေးစစ်တမ်းခံနေရတဲ့ဇကိုင်းနဲ့ရွာတရွာကအသက်85နှစ်အရွယ်ဒေါ်မြတ်ဟာဇွန်လ19ရက်နေ့မနက်ပိုင်းကဖယားရှိခိုးတာအရှင်နိကထပ်ပို့ကြခဲ့တယ်။ဘာလို့လဲဆိုတော့ဒီနေ့ဟာလူမှုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖြစ်တာကြောင့်သူမအတွက်ဖယားမှာဆုတောင်းပေးနေရလို့ဒေါ်မြတ်ကပြောပါတယ်။အချုပ်နောင်ကနေအမြန်ဆုံးလှုပ်ဖို့လဲဆုတောင်းပါတယ်လို့ဒေါ်မြတ်ကပြောပါတယ်။ဒေါ်မြတ်တို့တတွေဒေါ်အောင်ဆန်းစုကြည်ကိုလွမ်းနေခဲ့တာ9နှစ်နီးပါးရှိပါပြီ။ ွေးနေမရောက်ခင်တရက်အလို့ကတော့ ဒေါအောင်ဆန်းစုကြည်နဲ့တမရဥဝင်မြင့်တို့ရဲ့တမနစ်ကြကြောသားကြားတဲ့တရခွင်ရုပ်တံထွက်ပေါ်လာခဲ့တဲ့ရုပ်တံမှတ်တမ်းကလက်ရှိရိုက်ကူးထားတာတော့မဟုတ်ဘူးပြီးခဲ့တဲ့2022ခုနှစ်ဩဂုတ်22ရက်နေ့ကတရခွင်နဲ့2022ခုနှစ်ဒီဇင်ဘာလ12ရက်ကတရခွင်မြင်ကွင်းတချို့ဖြစ်ပါတယ်တရခွင်နှစ်ခုစလုံးမှာတော့ဒေါအောင်ဆန်းစုကြည်ကိုအဖြူရောင်ဆွေတာလက်ရှိအနက်ရောင်လုံးကြီးဝစ်စင်ထားတာတွေ့ရပြီးပန်းမပန်ထားပါဘူးပြည်သူတွေဟာအဲ့ဒီမှတ်တမ်းအတူလေးတွေ့ရတဲ့တင်မျက်ရည်ဝဲကြစိတ်ထိခိုက်ကြတယ်၅နှစ်အတွင်းဒါဒုတိယမြောက်တွေ့ရတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ပုံရိပ်ကနေပြ ေရာကိုအရင်ကလည်းတရက်ခွင်တပ်ပုံတပုံစစ်ကောင်စီကထုတ်ပြန်ခဲ့ပူပါတယ်အသက်80ပြည့်ပြီးတဲ့လူလူကောင်းဆောင်ရဲ့ကျမ်းမာရေးအတွက်ပြည်သူတွေကစိုးရိမ်ကြပါတယ်ပြည်သူတွေစိုးရိမ်ကြသလိုဒေါ်ဆန်းစုကြည်ဟာပြီးခဲ့တဲ့မလ28ရက်ကနှုတ်ခတ်ခဲ့တဲ့စကိုင်းကလင်ကြီးမှာဘေဘလက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့အရက်ဖတ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့စူဖောင်ဒေးရှင်းရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ဒေါ်ဆန်းစုကြည်ချုပ်နှောင်ခံထားတဲ့အကျဉ်းထောင်မှာထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီးဒေါ်ဆန်းစုကြည်ကိုယ်တိုင်လည်းဘေဘလက်မှာဒဏ်ရာရခဲ့တယ်လို့စူဖောင်ဒေးရှင်းကအသိပေးပါတယ် တောင်ဆန်းစုကြည်ဓာတ်ငါးနှစ်ငယ်တဲ့တော်များတို့တော့ငလင်ကြီးမှာကံကောင်းလို့အသက်ရှင်နေတာမို့အသက်80ပြည့်ပြီဖြစ်တဲ့တောင်ဆန်းစုကြည်အတွက်တော့စိတ်ပူစရာပါတောင်ဆန်းစုကြည်ကျမ်းမာပဂတိနဲ့အပြင်းပြန်ရောက်ဖို့လဲတော်လိုင်းအင်အားစုတွေကပြည်သူတွေပါဆန္ဒရှိကြပါတယ်ဒါကြောင့်ဒီကနေ့ကြာရောက်တဲ့တောင်ဆန်းစုကြည်မွေးနေ့မှာလူလူလှုပ်ရှားမှုတွေပြုလုပ်ပြီးမွေးနေ့ပွဲကိုတပြည်လုံးချိန်ချိန်တဲကျင်းပဖို့ပြင်ဆင်ထားတာပါစစ်ကောင်စီကလည်းအဲ့ဒီလိုလေလုံးမဆိုးလို့မွေးနေ့မတိုင်ခင်ကလေးကလက်တပြင်းပြင်းနဲ့ရှိနေခဲ့ပါတယ်မွေးနေ့အကြိုနှင်းအစီပန်းနဲ့ဓာတ်ပုံရပ်ပြီး Facebook ပေါ်တင်တဲ့ န္တလေးကအမျိုးသမီးငယ်လေးတယောက်ကိုဖမ်းဆီးထားတယ်လို့စစ်ကောင်စီကသတင်းဖြန့်ထားပါတယ်ဒါပေမဲ့လူလူကတော့မကြောက်ကြဘူးဒီမနက်ခင်းမှတင်မန္တလေးမြို့နယ်တနေရာမှာလူလူကောင်းဆောင်တောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့လူလူလှူရှာမှုပြုလုပ်သွားခဲ့ပါတယ်အဲ့ဒီလှူရှာမှုနဲ့အတူလူလူကောင်းဆောင်တောင်ဆန်းစုကြည်ကသူ့ယုံကြည်ချက်အတွက်ဆင်အာနာရှင်လက်ကတိုင်းပြည်လွတ်မြောက်ဖို့အတွက်ဒီအသက်ညွယ်ဒီဆက်လက်ကြိုးပမ်းထမ်းရွက်နေစေပါအကျဉ်းထောင်တွေကခေါင်းဆောင်တွေရဲဘော်တွေကတော့မစုံမနဲ့တိုက်ပွဲဝင်နေကြချိန်မှာအကျဉ်းထောင်က တည်သူလူထုအနေနဲ့လည်းတော်လန်ရေး မှတပားမရှိပါဘူးလို့လူမှုသပိတ်ကောင်ဆောင်တအုပ်ဖြစ်တဲ့ကိုဒေစာဆန်းကအတိပေးပါရယ်အညာမှာဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့အချိန်မှာလူမှုလှုပ်ရှားမှုတွေအများကြီးပြုလုပ်ဖို့ရှိတယ်လို့သခိုင်းတိုင်းကတော်လိုင်းသမားတွေကပြောပါရယ်ဒါအပြင်စာတင်နာတော်လီချောင်းပုံကျဲခံနေရတဲ့သခိုင်းတိုင်းကကလေးငယ်တွေအတွက်မြေအောက်စာတင်ကြောင်တကြောင်ကိုဒီကနေ့ဒေါအောင်ဆန်းစုကြည်မွေးနေ့အချိန်မှာအနေနဲ့စတင်ဖွင့်လှစ်မယ်လို့ SNC မီးဘေးစစ်ဘေးပညာရေးကူညီဆောင်ရှောက်ရေးဖွဲ့ကပြောပါရယ်တိုက်ပွဲတွေပြင်းထန်နေတဲ့မုံရွာမြို့နယ်ကြေးရွာတရွာမှာလည်းဒေါအောင်ဆန်းစုကြည်နှစ်ရှစ်ဆက်ပြည့်မွေးနေ့အချိန်မှာ လူမှုလှုပ်ရှားမှုကမနည်းကမပြုလုပ်သွားခဲ့ပါတယ်။မုံရွာလူမှုတပိတ်တိုင်ပွဲဦးဆောင်ကော်မတီကမြင်းဆောင်အာရတာအရတော်လူမှုတပိတ်နဲ့ဒေသခံကာကွယ်တပ်ဖွဲ့များပူးပေါင်းပြီးပြည်သူလူထုနဲ့အတူဒေါအောင်ဆန်းစုကြည်နဲ့တကွတပြည်လုံးလူမျိုးရေးအတွက်ဆက်ယုံပြီး ဘန်နာစာရန်ကင်ဆယ်ပြီးလူလူတပိတ်စစ်ကြောင်းချီတက်ခဲ့တာပါအလားတူစလင်းကြီးမြို့နယ်ချင်းတွင်းမြကံဘေးတပိတ်ကျောင်းကလည်းလူလူကောင်းဆောင်မွေးနေ့အထိမ်းအမှတ်အနေနဲ့လူလူတပိတ်စစ်ကြောင်းချီတက်ခဲ့ပါသေးတယ်။တော်များတို့ကတော့နိုင်ငံရေးဆိုတာတကယ်နားမလည်ပါဘူး။ဒါပေမဲ့အာနာသိန်းစစ်တပ်ရဲ့မတရားမှုတွေကိုရှုံမုံပါတယ်။အဓမ္မကနေဓမ္မပြန်လဲလွှမ်းမိုးတာကိုသာလိုလားပါတယ်။ဒါကြောင့်တောင်ဆန်းစုကြည်ပြန်လွတ်လာမယ့်နေ့ကိုပဲတော်များလည်းမျှော်လင့်နေပါတယ်လို့ရှင်းသားထားတာကိုတင်ဆက်ပေးလိုက်ရပါရဲ့ရှင်။ အာနာရှင်ကိုစန့်ကျင်တော်လန်နေတဲ့ရုပ်ရှင်တင်ယုံဆောင်ဆိုတော့နေအမှုပညာရှင်ဆက်တောင်းကိုစက်ကောင်စီကနိုင်ငံသားဖြစ်မှရှက်စဲတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စင်အာနာရှင်ကိုစန့်ကျင်တော်လန်နေတဲ့ရုပ်ရှင်တင်ယုံဆောင်ဆိုတော့နေအမှုပညာရှင်ဆက်တောင်းကိုစက်ကောင်စီကနိုင်ငံသားဖြစ်မှရှက်စဲတဲ့အမိန့်စာတွေကိုစစ်တပ်ရဲ့ Telegram Channel တွေမှာတစင်ဒီကနေ့ဖြန့်ဝေသတင်းထုတ်ပါရယ်။ဒီကနေ့မနက်09:00နာရီဝန်းကျင်ကစပြီးစစ်တပ်ရဲ့ Telegram Channel တွေအားလုံးမှာစက်ကောင်စီကိုစန့်ကျင်တော်လန်ရင်းပြည်ပနိုင်ငံတွေကိုရောက်ရှိနေတဲ့ရုပ်ရှင်တင်ယုံဆောင်ဆိုတော့နေအမှုပညာရှင်ဆက်တောင်း ုံးကိုစစ်ကောင်စီကနိုင်ငံသားဖြစ်မှရှက်စိတဲ့ထုတ်ပြန်ချက်တွေကိုဖြန့်ဝေလာခြင်းဖြစ်ကြောင်းအဲ့ဒီထုတ်ပြန်ချက်မှာမြန်မာနိုင်ငံရဲ့အကျိုးကိုထိခိုက်စေနိုင်တဲ့လုံဆောင်ချက်တွေပြုလုပ်ခဲ့တဲ့အတွက်1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေပုံမှန်69ဖွဲ့စည်းတဲ့ဘုဖွဲ့ကပုံမှန်68ပါလုံပိုင်ခွင့်ကိုကျင့်သုံးလျက်ပုံမှန်16နဲ့ရုပ်ရှင်တရုပ်ဆောင်အစိုးရနဲ့အမှုပညာရှင်73ကိုနိုင်ငံသားဖြစ်မှရှက်စိတဲ့ကြောင်းစစ်ကောင်စီကထုတ်ပြန်ပါတယ်စစ်ကောင်စီရဲ့နိုင်ငံသားဖြစ်မှရှက်စိလိုက်တဲ့ရုပ်ရှင်တရုပ်ဆောင်အစိုးရနဲ့အမှုပညာရှင်73ဦးတို့မှာအစိုးရပြပြကြော် ိန်ဒရိုက်တာနာဂျီခေါ်ညာနာတင်ဦးဒရိုက်တာကိုပေါ့ခေါ်အောင်မင်းနိုင်အစိုးရလင်းလင်းခေါ်ထွေးလင်းကိုအစိုးရချမ်းချမ်းခေါ်ချမ်းမြငိမ်ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီပိုင်ဖြိုးသူအမှုပညာရှင်မြတ်နိုးအေးအစိုးရအာဇာနီခေါ်ဇာနီပြုံးညွန့်အမှုပညာရှင်ခါရာရုပ်ရှင်သရုပ်ဆောင်ဇင်ဝိုင်းခေါ်ထေးလွင် အစိုးရဝင်းနိုင်စိုးဒရိုက်တာပြည်ဟိန်တီဟာသရုပ်ဆောင်အောင်မြင့်မြတ်တို့ပါဝင်ကြောင်းသိရပါဗျ။ 2022ခုနှစ်အတွင်းစစ်ကောင်စီကအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝင်ကြီးများအပါအဝင်ဒေါ်လာရင်းတွေအတွက်ပါဝင်နေသူတွေကိုနိုင်ငံသားဖြစ်ရစေကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ပေါင်းတီမြို့နယ်နဲ့မုံရွာမြို့နယ်မှာစစ်တပ်စစ်ကြောင်းတွေကိုတိုက်ခိုက်မှုပိုကြီးတုံးဥပဝင်ခုနှစ်ဦးတည်ဆုံတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဘကိုးတိုင်းပေါင်းတီမြို့မှာပြည်သူများကိုလူသားတတိုင်းပြည်ဖမ်းဆီးလာတဲ့အင်အားတရာပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား၄ဦးတည်ဆုံကြောင်းပြည်သူ့ကာကွယ်တပ်မတော်အမှတ်3600တက်တိုင်ရင်မှာစစ်ထောင်လိုင်းရင်းနဲ့သတင်းပြန်ကြားရေးတာဝန်ခံရှဲပေါ်ရှဲတို့က ပြောပါရယ်ဇွန်လ16ရက်နေ့မနက်7:30မိနစ်50ချိန်မှာနေ့လယ်7:55မိနစ်ချိန်ပေါင်းတီမြို့နယ်တစ်ပုတ်အုပ်စုနွားတိုးရွာနယ်နွေးတောင်ရွာအကြားရုပ်ဆိုင်ရွာမှာပြည်သူများကိုဖမ်းဆီးလူသားတိုင်းပြည်အုံပြုထွက်လာတဲ့အင်အားတရာပါစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးသေဆုံးပြီး၃ဦးဒဏ်ရာရရှိကြောင်းစစ်ကောင်စီကတင်ဆောင်လောင်းနေကိုနတ်တိုးကျေးရွာနယ်နွေးတောင်ကျေးရွာရှိနေအိမ်များတွင်ထည့်သွင်းပြီးနေအိမ်များကိုပါမိရှို့သွားကြောင်းအဲ့ဒီနောက်စစ်ကြောင်းမှာပောက်ခေါင်းမျိုးဘက်ကိုထွက်ခွာသွားကြောင်းသိရပါတယ်အလားတူစက ိုင်းတိုင်းမုံရွာမြို့နယ်တောပူရွာနီးမုံရွာမန္တလေးလမ်းမပေါ်မှာအင်စီကားနဲ့ထွက်လာတဲ့စစ်သားတွေကိုတိုက်ခိုက်ခဲ့ရာပူကြီးတုံးပါဝင်သုံးသေဆုံးပြီးကားကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ဇွန်လ16ရက်နေ့ည17:28မိနစ်ချိန်ချောင်းဦးမြို့အထွေထွေအုပ်ချုပ်ရေးမှူးချုပ်မှအင်စီကားနဲ့ထွက်လာတဲ့စစ်သားတွေကိုမုံရွာမန္တလေးလမ်းမပေါ်တောပူပြူစော်တီကျေးရွာနီးမှာကြားဖြတ်တိုက်ခိုက်ခဲ့ရာတုံးပွင့်ပူကြီးတုံးပါဝင်သုံးသေဆုံးပြီးတုံးထရန်ရရှိကတအုပ်ထွက်ပြေးလွတ်မြောက်သွားကြောင်းသိရပါတယ်။ဒါကြောင့်ကားပေါ်ပါစစ်သားများကင်ဆောင်ထားတဲ့ MI1 ပါ MEFI ကိုမမစစ်ပတ်တာမျိုးစားတနက် အရှိနှစ်လက်နဲ့အတူသုံးလက်ဖုန်းသုံးလုံးတို့ကိုတင်ဆက်ရရှိခဲ့ပြီးစစ်သားများစီးနှင်လာတဲ့အင်စင်ကားတွေကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတပ်ခိုက်မှုကို Brace Heart Army BH မှတပ်ဖွဲ့ဝင်ရဲဘော်တွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းစစ်ကောင်စီတပ်သားများကိုဆက်လက်ပြီးချေမုံနိုင်ဖို့ကြိုးစားများလိုအပ်လျက်ရှိတာကြောင့်ပြည်သူများအနေနဲ့တိုက်နိုင်သမျှပါဝင်ထောက်ပံ့ပေးကြဖို့မြစ်တာရခိုင်ကြောင်းထုတ်ပြန်ထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။